ားလုံးဝမင်္ဂလာပါခင်ဗျာခြေလိုက်ကအကျိုးဆိုပါရယ်ကဲဒီနေ့ကတော့ကျွန်တော်မိတ်ဆွေများခြွန်ဒီလေးမျက်ရှင်းတန့်ရဲ့ခြွန်ခြွန်ဒီကောင်ကတော့ကျွန်တော်တို့ကခြွန်အနီးဘက်နဲ့လဲတာပါနော်ခြွန်ပန်းအောင်ပန်းအောင်ပါနော်ခြွန်ပန်းအောင်ပေါ့ဒါလေးကသူက30နဲ့ဝယ်ထားတာပြောတယ်ကြောင့်မန်လီဝဲထဲမှာကျွန်တော်တိုက်ကြည့်တာတော့50အောက်မနည်းဘူးဆိုတော့မနည်းဘူးဆိုတော့10သိန်း15သိန်းပေါ့အဲ့လောက်ပေးမှာပါ အဲ့ဒါနဲ့ကဲမဟုတ်လေရှုံးနေမှာတော့နော်ဖြတ်ကြည့်ရင်အဲမျောလင်းချက်တစုံတရာပေါ့နော်ရနိုင်တာပေါ့အဲ့တော့မျောလင်းချက်တစုံတရာရမလားကျွန်တော်ကြည့်ရမှာပဲနော်အဲ့တော့ဒီမှာဒီဘက်ကတော့နည်းနည်းလေးအဲကြောက်သားနည်းနည်းမြင့်နေပြောရမှာဒီမှာနော်ဒီမှာကတော့သူကတော့နပ်ပင်းနှရှိနေပါပြီအနာကတော့နော်အနာကဒီမှာအဲနာကတော့နှကြီးပါနော်ဒီမှာပန့်တာပေါ့နော်အဲ့တော့ဒီမှာအကြောက်သား မြင့်တာဗောကြောက်သားမြင့်တာဗောနော်ဒီမှာကတော့အဲ့တော့ဒီဘက်မှာတော့ရှိတယ်အဲ့တော့ဒီမန်းဗောနော်အဲ့တော့အသားတန်းလည်းရှိတယ်ဆိုတော့အရွယ်ရရင်တော့တိမ့်သုံးစရာတိတ်ပြဿနာမရှိဘူးเนาะအဲ့တော့အရွယ်လေးသူ့အနေနဲ့သူရတာတော်တော်ပေါင်းတော့ဒုံလုံးပုံစံမျိုးဖြစ်နေတာဗောနော်သူကเนาะအဲ့တော့ညီလေးမင်းခန့်မင်းလားဗောအဲ့တော့ကျောင်းကတော့ကျွန်တော်တို့ဒါအင်းခန်းလေးပေါ့ဗျာဒီမှာခန်းလေးချော်လေးရှိရပါတော့ အဲ့တော့ခန်းကြီးခြွန်ဆိုတော့ကြောင်မျိုးကြောင်ခန်းကြီးကတော့ကျွန်တော်ကဟာရောင်းတင်မှတ်မှတ်မှတ်အနေနဲ့တော့လှတာများပါတယ်เนาะအဲ့တော့ကျွန်တော်ကတော့မျောလင်းချက်ကတော့ဗျာဒီဘက်ကတော့တခြားဒီဘက်နဲ့လည်းဆိုင်ရင်တော့သူကနည်းနည်းလေးကြောက်မျိုးကောင်းတာဗောနော်ဒီမှာကျင်မကြည့်ဒီနားလေးတွေကတော့မဆိုးပါဘူးเนาะအဲ့တော့ဒီမှာကတော့ပြတဲ့အနေထားမှာတော့ဒီမှာကနည်းနည်းလေးကြောက်မျိုးကောင်းတယ်ဒီမှာလည်းအကာလာရှိဒီမှာလည်းသူ့ရဲ့အစီရဒီမှာလည်းရှိတာဗောနော်ဒီမှာကတော့ကွန်ချက်ရှိအဲ့တော့ဒီမှာရှိတယ်ဆိုတော့ ဒီမျောလင်းရက်တစ်ချက်နဲ့တော့ကျွန်တော်တို့စမ်းကြည့်ရမှာပါเนาะရမ်းတော့သူပန်းနေနဲ့စမ်းနေဗျာကျွန်တော်ပန်းစမ်းတော့ပါเนาะကျွန်တော်တမီးနဲ့သူပန်းစမ်းနေဒီမှာအရေးကပန်းပုံစံမျိုးသွားရတာပါเนาะအဲ့တော့ကျွန်တော်ကတော့တိန်း30ဆိုတော့ဒီတိုင်းကျွန်တော်မန်လီဝိုင်းနဲ့တိုက်ကြည့်တော့90အောင်မနီးဘူးဆိုတော့70သိန်း55သိန်းပေါ့เนาะအဲ့လောက်ပေးမှာပါเนาะအဲ့တော့ဒီမှာကတော့ဒီမှာအနာပါเนาะဒီမှာအနာပါเนาะအဲ့တော့ကျွန်တော်ဒီအနာတိုင်းပဲကျွန်တော်နင်းလိုက်မယ်เนาะအနှစ်ထပ်တော့နည်းနည်းလေးခြံခန့်မယ်ထင်တာပဲကျွန်တော်ကတော့เนาะဒီတိုင်းပေါ့เนาะ အဲဒီဆိုင်အဲဒီမှာအနားနှစ်ခုကဒီနှစ်ခုမှာအဲနည်းနည်းတိန်းကျင်တယ်ဗျာတိန်းကျင်တယ်ဆိုရင်အဲကြံလိုက်ကြံခဲ့လေပြီးမှကျွန်တော်ဆက်နင်းတာပေါ့ဗျာအဲလုံးလုံးဆက်ဆက်တော့ကျွန်တော်ဒီဘက်ကနေဝင်ခိုင်းလိုက်ပါဗောနော်အဲဒီကနေဒါမျိုးဝင်လိုက်တာဗောနော်ဒီကနေဝင်ပြီးတော့ဒီတိုင်းအတဲ့ဗောနော်ဒီတိုင်းအတဲ့လေးဆိုရင်တော့အဆင်ပြေမှာပါနော်အဲ့တော့အဲ့တော့တိန်း30နော်အဲ့တော့သူကတော့ဒါလိုင်းမောဝယ်တာပါနော်လိုင်းမောဝယ်တာပါဟိုပင်ကညီလေးကြောက်နော်ကဲဖြတ်ကြည့်တာပါဗျာ330 နော်ဝိုင်းထဲမှာတော့15ဒင်းဆိုတာလွန်သုံးလောက်နေမှာပါပေးမှာနော်အဲ့တော့ဘလို့သွားလာရှိမယ်ဆိုတာဖြတ်ချင်းမှသိရမှာပဲနော်အဲ့တော့ဒီဘက်အနေထားမှာတော့အနာလေးတွေရှိတော့ရှိပါတယ်နော်ကဲဒီအနာလေးပါတာဒီအနာကြီးရနေပြီးတော့အနေကြီးကြောင်မို့လို့အနာအကြီးကြောင်မှာတွတ်သွားမလားကြည့်ရမှာပဲနော်ကဲဖြတ်မယ်ဗျာပြပြသွားပြီကွာလမ်းလွတ်နေအောင်တိတ်မကြည့်ရဟုတ်လားကဲကြည့်အောင်ကွာဒီမှာပါနော် အဲ့ဒီနားတော့နှစ်ထပ်မခံပါအောင်ကြည့်အောင်အဲ့ဒီမှာတော့ရေဝင်နေရပါတော့အဲအဲဝင်တော့ဝင်နေရပါတော့စိတ်တော့စိတ်ဝင်စားစရာကောင်းတယ်မကြည့်လေနော်အဲဒီမှာနော်နှက်ပေါက်ကောင်းတာတွေ့လားအဲဒီနှက်ပေါက်ပုံစံမျိုးဒီမှာနှက်ပေါက်နော်ကဲတစ်ချက်လေးတံမီးလေးထောက်ကြည့်မယ်ဗျာအဲအဲဆုံးတော့ခဲလိုက်ပြီနော် အခဲလိုက်လေနော်ကဲကွာမပြတော့တော့မလုပ်ပါဘူးညီလေးကြည်သာလို့ရင်ချွန်ဆိုတော့ကြည်အောင်ကွာကဲကွာအစီရတော့ရှိတယ်ကွာအစီရတော့ရှိရဒီနှက်ပေါက်လေးတစ်ခုပဲမိုက်တော့မိုက်တယ်နော်ဒီမှာဒီနှက်ပေါက်ကိုသိကျင်တာဒီမှာအထက်ကခံသွားတာကွာဒီမှာအထက်ကတွေ့လာအထက်ကြီးရနော်ဒီအထက်ကြီးတစ်ချက်တော့ခံသွားတယ်အဲဒီကောင်ကတော့မစိုးဘူးတင်ပါသေးလား မစိုးစရာညှျော်ဖို့ကွာမစိုးစရာညှျော်ဖို့အဲ့တော့ဒီနေ့ဘောပေါ့နော်ဒီနေ့ဘောဒီမှာတော့အနာတစ်ချက်ရှိတယ်အဲ့တော့ဒီနေရာလေးအရွယ်ကြရင်တော့မစိုးတော့ဘူးနော်လုံးလုံးဆက်ဆက်ကတော့လုံးလုံးဆက်ဆက်ဒီနှစ်ခုဆက်မလားပေါ့နော်ဒီဒီနှစ်ခုဆက်မလားဆိုတော့မျောလင်းချက်တော့ရှိတယ်ဘာလို့ဆိုတော့ဒီမှာအနှစ်ထပ်ကြီးရှိနေအောင်နော်အနော်အော်ညီလေးမျက်ရှင်းစမ်းโอเคအဲ့တော့ကြည့်နေရဒီမှာနော်အဲ့တော့ဒီမှာအနှစ်ထပ်ကြီးတစ်ချက်ရှိနေတော့နှစ်ထပ်ကျန်တာပေါ့နော်ခုနကလည်းကျွန်တော်နှစ်ထပ်ကျန်နိုင်တယ်လို့နော်အဲ့တော့ဒီနေ့ဘောက်က ဒီကောင်နဲ့ဒါမှမဟုတ် join ဖို့လိုတာဒီကောင်နဲ့ join တာနဲ့ဒီကောင်ကရွယ်အကြီးရမှာဟုတ်တော့ကျွန်တော်တို့ကဒီမှာဒီမှာကျိုးရဲ့အနေထားဒါမှမဟုတ်သွားသလိုဖြစ်နေတာအဲ့တော့ကျွန်တော်ဒီတိုင်းကအခင်းရနိုင်တာဗောနော်အဲ့တော့ဒီအခင်းအနေထားနဲ့ဆိုရင်တော့ကြောက်လေးရအဲရွယ်ဒီဒီဒီအနေထားဒီဒီအနေထားစိုက်ကြီးထွက်တာနဲ့သူကတပွင့်မိုးရှိတာဟုတ်နော်အဲ့တော့အဲ့တော့ကျွန်တော်ကတော့ဒီနေရာလေးဗောနော်ကြောင်းလေးအောင်လေတိုက်ပြလိုက်မလားငါကြီးတော့တိကုန်မင်းလားပြောင်းလဲတော့လေတိုင်းပါရမှာเนาะအဲ့တော့ ဒီမှာအနှစ်ထပ်အကြီးရှိတယ်အဲ့တော့ဒီမှာဝင်နေတဲ့အနာတွေဒီဒီအနှစ်ထပ်ပြောင်းသွားရင်ပါလဲသွားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒီအနာပါလာတဲ့ကိုဒီ net box ကဒီမှာဒီကောင်နဲ့သွား join လာပဲလိုချင်တာနော်အဲ့တော့တကယ်တော့ဒီအနှစ်ထပ်ကတော့ဖြတ်ရအောင်ပါကနော်ဒါပေမဲ့အစားဆုံးဖြတ်မဲ့အနေထားနဲ့ပဲကျွန်တော်စဉ်းစားမယ်ဒီတိုင်းလေးကျွန်တော်တို့တစ်ချက်နော်ကျွန်တော်ညီလေးတိုင်ပင်ပြီးတော့သူဒီတိုင်းရောင်းရင်လည်းဆန်လာချင်တယ်တစ်ချက်ရောင်းကြည့်တာပေါ့ဗျာနော်အဲ့တော့နောက်ဇလန်းတော့ကျွန်တော်ပြန်ဆက်ဆက်ကြတာပေါ့နော်အဲ့တော့ဒါလေးသွားတာတော့ကျွန်တော်တို့နည်းနည်းလေးစိတ်ဝင်စားပါတယ်အဲ့ ဲ့တော့ဒီနှစ်ထက်ကြီးခံသွားတဲ့အတွက်ကြောင့်ဒီဘက်ကတော့ကြည်ရတာတိတ်ပြီးမကောင်းပါဘူးဒါပေမဲ့ဒီမှာနှက်ပေါလေးတော့ပေါ်လာပါဘောနော်အဲ့တော့ကျွန်တော်မိတ်ဆွေများဖြတ်ပြီးမှပဲအဲကျွန်တော်ညီမတစ်ချက်ပြန်တိုက်ကြည့်ပါမယ်ကျွန်တော်ညီလေးနဲ့နော်အဲ့တော့ပြီးမှကျွန်တော်ဆက်ပြီးတော့သွားတာပါနော်ကဲညီလေးကျေးလာမင်္ဂလာပါနော်ညီလေးကြော်ရဲနေနော်โอเคပါအားလုံးနော်အဲ့တော့အပွင့်ကတော့တရားပေါင်းရပါတယ်အဲ့တော့ဒီနှက်ပေါလေးနဲ့ကျွန်တော်အမှတ်လေးတွေပါလေးတရားကြီးချော့ပြီးတော့မှနောက်ရက်နော်ကြုံတဲ့ခါကျရင်တော့ပြပေးတာပါဗျာနော်လိုက်မှာအဲဝိုင်းမှာတိုက်လိုက်လို့တဲ့သွားတော့လေ မတက်နိုင်ဘူးပေါ့နော်ကဲအဲ့ဒါဘယ်လောက်ရလဲဆိုတာပြောမယ်ဗျာနော်ကဲအားပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နော်အားလုံးဘိုင်ဘိုင်ပါ